တက်လေးရဲ့ဓမ္မမိတ်ဆွေယောဂီတို့ယမိတ်ဆက်ပြီးပါအောင်ဘုရားအားထုတ်တဲ့ဆိုနာမည်ကဒေါ်ဝင်းကြည်ပါဗျာအသက်က80တမိုင်းရပါဟုတ်ပြီဘာကမနအားထုတ်နေရတော့အာယုံ6ပါးမြဲလားအာယုံ6ပါးမြဲလားအားထုတ်တာဘလောက်ကြာသွားပြီလဲနှစ်လနဲ့10ရက်15ရက်လောက်ရှိပါပြီဟုတ်ပါပြီအဲ့တော့ဒီပုံမှာဒီဝေဒနာမြဲလားကမ္မထံပုံမှာဘလူတွေရှုမှတ်ခဲ့လဲဆိုတော့ရှုမှတ်ပုံလေးရဲ့ဘာတွေတိသွားလဲဘာတွေထူကြလဲရှောက်ချင်တာလေးရှောက် အာယုံ6ပါးမျက်စိနားနှာလျာကိုယ်စိတ်ဆိုတဲ့အာယုံ6ပါးပေါ်မှာအရှင်ဘုရားရဲ့တရားတရားလို့နားအကြားရင်လည်းကြားတာလေးကမြဲလားမြင်လို့ရှိရင်လည်းမြဲလားနားလို့ရှိရင်လည်းမြဲလားမှုလို့ရှိရင်လည်းမြဲလားစားလို့ရှိရင်လည်းဓမ္မစားတဲ့အခါမြဲလားတပိတော့အဲ့လိုကိုယ်နဲ့ထိတွေ့မှုရှိရင်လည်းမြဲလားရုပ်တရားကြီးကဖောက်ပြန်ရင်လည်းဖောက်ပြန်တာမြဲလား ပည့်တော်အလိုအမြဲမှတ်ပြီးတော့ရင်တပည့်တော်ကြည်ပါလေဒါပေမဲ့တို့အလုံးမျက်စိနာနာလျှာကိုစိတ်တွေ့ထီသည်များဟာဒီဟာမမြဲပါဘူးဖေဟာအတန်လည်းမမြဲတယ်လို့ပဲအတန်လည်းမမြဲတယ်လို့နားလည်းမမြဲပါဖေဟာမျက်စိကမမြဲတယ်လို့ပဲမြင်တွေ့မြင်နဲ့မြင်နဲ့ရုပ်တရားကြီးလည်းမမြဲပါဖေဟာစားတဲ့အစာမမြဲတယ်လို့ပဲပါးစပ်ကလည်းမမြဲပါဖေဟာ နန်းနဲ့အနန်းကမမြဲသလိုပဲနှာခေါင်းကလည်းမမြဲပါဖေဟာထိတွေ့မှုခံစားမှုဖြစ်တဲ့ဝေဒနာတရားလည်းမမြဲသလိုပဲအလုံးဟာထိတွေ့တဲ့ဟာတရားလည်းမမြဲပါဘူးဖေဟာမမြဲတာဘူးပဲတွေ့ပါတယ်ဖေဟာဒါဒါတဘာဝတရားမျှတာခြင်းပါဖေဟာအလုံးဟာမမြဲတဲ့တရားတွေပဲဆိုတာတပည့်တော်သိပါတယ်ဖေဟာအဲ့ဒီကနေတပည့်တော်နေ့တိုင်း နာယူဝက်မနေ့နာယူဝက်ညနာယူဝက်အချိန်တိုင်းလဲရှုပါတယ်ဖေဟာဟိုထိုင်နာနာယူဝက်မထိုင်မဲနဲ့ရှုတာလဲရှုပါတယ်ဖေဟာတပြည့်စီလဲလဲတယ်လို့တပြီတော့အဲ့လိုလုပ်ပါတယ်ဖေဟာနောက်20နဲ့4ရက်နေလား5ရက်နေလားမသိဘူးဖေဟာဆရာလေးစုကညီမလေးတို့အိမ်မှာလာအိတ်တယ်ဖေဟာအဲ့ဒါတပြည့်တော်တို့အကုန်လုံးလမ်းထဲကဒီမှာထိုင်ပူးတဲ့လူတွေအကုန်လုံးခေါ်လိုက်တယ်ဖေဟာခေါ်ပြီးတော့သူမေးတယ်ဘယ်လိုရှုလဲဆိုတော့ တပည့်တော်ကူပထမရှုခဲ့တဲ့အတိုင်းလူကိုတပည့်တော်ပြောပါတယ်ဖေဟာအဲ့ဒါကိုဘာတွေတွေ့လဲဘာလို့မမြဲတာလဲတဲ့အရှင်ဖေဟာဓာတ်ဓာတ်ယုတ်ကြီးမှုလို့ပါဖေဟာဓာတ်ကြီး၄ပါးကြောင့်လို့ဖောက်ပြန်နေတာမှုလို့မမြဲတာပါဖေဟာလို့ဆိုတော့နောက်ကောတဲ့ဘာတွေ့လဲတဲ့32ကုတာတာမှုလို့ပါဖေဟာလို့နောက်ကောတဲ့သဘာဝတရားတွေကြောင့်မှုလို့မမြဲတာပါဖေဟာလို့ဆိုတော့ဒကမာကြီးအဲ့တိုင်းဆက်ရှူတဲ့ ဆိုပြီးတော့သူလိုအပ်တာဒီပြင်ဟာတစ်ခုနှစ်ခုကိုတပည့်တော်ကိုပြောခဲ့ပါတယ်ဖေဟာနောက်သူပြန်သွားပြီးရှုလိုက်တဲ့အချိန်မှာတပည့်တော်ကရှုပြီးတာနဲ့မမြဲပါမြဲလားမေးပြီးရင်တဘာဝတရားကြောင့်မမြဲတာတပည့်တော်အဲ့လိုလေးထဲ့တယ်ပြီးတော့တပည့်တော်စိတ်ထဲမှာပေါ်လာပါတယ်ဖေဟာပေါ်လာလဲပြီးလဲပြီးရောအရှင်ဖေဟာတဘာဝဆိုတာတဲ့ ရေထဲမှာယူနေတဲ့နေတဲ့ဟာလည်းရှိတယ်ကုန်းပေါ်မှာနေတဲ့ဟာရှိတယ်တိရိစ္ဆာန်နေတော့မှရေထဲနေတဲ့တိရိစ္ဆာန်ရှိတယ်ကုန်းပေါ်နေတဲ့ရှိတပည့်တော်ရဲ့ညံထဲမှာအဲ့လိုတွေပေါ်လာတယ်ဖေဟာဂျိုးအများကြီးရှိတဲ့ဟာလည်းရှိတယ်တဲ့ဂျိုးတစ်ချောင်းနဲ့ရှိတာလည်းရှိတယ်တဲ့အင်းရေထဲမှာရှိတဲ့တဲ့ဝါဒီဟာတဲ့ကုန်းပေါ်ကိုဘလောက်ပဲတက်ဥဥတဲ့သူ့ရဲ့ဒီဟိုတဘာဝအတိုင်းပေါ့ပောက်ပြီးလို့ရှိရင်လက်တို့မိချောင်းတို့ဟာဒီရေထဲကိုပြန်သွားတယ်တဲ့ တပြီးတော့အဲ့လိုပဲနေပြောနောက်တစ်ခါတရက်နှစ်ရက်နေပြန်တော့တခါဟိုဟိုကတပြီးတော့ဘာသွားပြီးတွေ့လဲလို့ဆိုတော့ဒီရတာ6ပါးတမယာတိယချင်းနေတပြီးတော့ဒီဟိုတမယာတိယချင်းနေဆိုတော့ဩနားလိုပဲလို့နားကြားတဲ့အစွမ်းရှိတာဒီပြင်းဒီပြင်းအာယုံ6ပါးမှာကြားတဲ့အစွမ်းမရှိဘူး တမ်းမရတိကသူကချင်တာသူ့အစွမ်းကချင်တာပဲငရုတ်တိကဆက်တာလဲသူ့အစွမ်းပဲဆက်ပြီးတော့တပြီတော့စဉ်းစားခါတဲ့အရာသာပိုင်တဲ့အတီးလဲရှိတယ်ချိုတဲ့ဟာပိုင်တဲ့အတီးလဲရှိတယ်ဖန်တဲ့ဟာပိုင်တဲ့ရှိတယ်ရတာ6ပါးကလဲသူ့ဟာနဲ့သူပိုင်ဆိုင်မှုအတီးတွေရှိပါလားအရွက်တွေရောဆိုတော့အော်အရှင်ဖေကအရွက်တွေပါတပြီတော့ညံထဲမှာပေါ်လာတယ်လက်ဖက်ဆိုခါတဲ့ဟာလက်ဖက်ဆိုရင်ခါတဲ့အရွက် ဟိုချိုးတဲ့အရွယ်ငန်တဲ့အရွယ်တပိတော့အကုန်လုံးပေါ်လာပေါ်လာပြီတပိတော့နေပြန်ရောဒီလိုနဲ့ပဲနောက်ကြတော့ဟိုလေးပြန်ပေါ်မှာခလေးလေးမွေးတယ်ဆိုတာလေးဟုတ်ဘူးအဲ့ဒါကိုမိမလေးကလာပြော့အဲ့ဒါတပိတော့စဉ်းစားတော့လေမွေးမဲ့နေရာဟာသူ့အတူပေါ်လာတာပါဖေဟာဒါလဲတဘာဝတရားကြီးဘလို့မှလွန်ဆန်လို့မရဘူးဖေဟာဆေးရုံပေါ်မှာမွေးမယ်ဆိုပေမဲ့လို့ မဟုတ်ဘူးသူ့မွေးရမယ့်နေရာမှာသွားမွေးတယ်လေးမြန်ပေါ်မှာမွေးတဲ့လူရှိလို့လေးမြန်ပေါ်မှာတည်တဲ့လူတည်းရှိတယ်ယထားပေါ်မှာမွေးတဲ့လူရှိလို့ယထားပေါ်မှာတည်တဲ့လူတည်းရှိတပည့်တော်အဲ့အရာတွေကိုအကုန်လုံးစိတ်ထဲမှာဘွားကလေးဆိုပေါ်လာတယ်ခင်ဗျာပေါ်လာပြီးအဲ့လိုပဲနေနေနေပြီးတော့တပည့်တော်ဒီလိုလေးပဲအာယုံ၆ပါးနဲ့ဒါသဘာဝတရားကြီးပဲတပည့်တော်ဆက်ပြီးတော့ရှုပါလေခင်ဗျာရှုတော့တချို့ကအရွက်ကိုပဲစားလို့ရတယ်ဒီကြံလိုမျိုးကြတော့ပင်စီကိုပဲစားလို့ရတယ်ခင်ဗျာ အပင်တရားလည်းအဲ့လိုမျိုးဖြစ်ရဥပဲစားလို့ရတဲ့ဟာလည်းရှိတယ်။အရွက်ပဲစားလို့ရလည်းရှိရတယ်ရှိတယ်။အတိရောအရွက်ကောစားလို့ရတယ်ဟာတဘာဝါကြီးကဖန်တီးထားတာတပည့်တော်သွားမြင်တယ်ဖြစ်ရ။သွားမြင်ပြီးတော့ရင်အဲ့လိုကနေပြီးတပည့်တော်ဒီကိုဒီကိုရောက်လာတာပါဖြစ်ရအဲ့လိုရှူရင်ရောက်လာတော့အရှင်ဖေကမနည်းရုံကတရားမှာတပည့်တော်ဟောဟောတပည့်တော်ကြည်နေနောက်ကြတော့ ပေါ်ရဝရှုပေါ်မလာရင်ကိုဟောက်ကိုဖော်ရှုတော့တပိတော်ဟိုအောက်ပိုင်းမှာတွားပြီးတော့ရှုတယ်ဖေဟာနှစ်နာရီခွဲလားမသိဘူးဖေဟာအဲ့အချိန်မှာတပိတော်အယုံ၆ပါးပြီးလဲတွားလဲတွားရောတပိတော်ထိုင်းနေတယ်ဒီထိုင်ကုန်ကမာတယ်လို့အောက်ကအခင်းလဲတပိတော်မခင်းဒီတိုင်းထိုင်မာလို့တော့ဒါပထဝီဓာတ်ပဲပထဝီရောလို့ ပထဝီရောတဘာဝတရားကြီးကဘယ်လိုပါလေဆိုတပြည့်တော့အလိုဒါပထဝီပဲဒါလည်းပဲမမြဲလားမြဲလားဆိုလဲဆိုတပြည့်တော့မျက်လုံးဒီဘက်တစ်ဖက်သေးဖေရအဲ့ဒါလေအရှင်ဖေရကတ္တရာလမ်းပေါ်မှာပြေးသွားတာတပြည့်တော့ဒီမှာကြံခဲ့တယ်အဲ့ဒါပြေးသွားတာလေအရှင်ဖေရမြန်မမြန်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 ပြေးသွားတာအဆုံးမရှိဘူးဖေရအဆုံးမရှိဘဲနဲ့သွားတာလေး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 နဲ့တခါတည်းသွားတာခဏလေး <laughs> တော့လည်းပြီးလည်းပြီးရောအရှင်ဖျားဖျက်စီးလက်တလို့ပဲခါလဲလက်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 ဆိုပြီးခါဖျက်စီးလက်တလို့ထိုးလည်းပြီးရောတပီတော့ဘလို့မှမနေတော့ဘူးဖျားပြန်ပြီးအဲ့ဒီအာယုံကိုတပီတော့ဩဒါပထဝီပဲဒါတေဇောပဲအဲ့လိုမျိုးဓာကြီးလေးပါဘူးတပီတော့ရှားအောင်ဘူးဆိုဒါပေမဲ့မဖြစ်တော့ဘူးဖျားအဲ့တခါလဲတွေးလိုက်တယ်ဖျားတပီတော့ဒီနေ့ရတော့လုံးဝမထိုင်ရသေးပါဘူးဖေဟာညနေပိုင်းလည်းပါအကြောင်းထူးမှမရှိပါဘူးဖေဟာ တပည့်တော်နားလိုက်တာနားလေလိုက်တာတော့ဘာပဲဖြစ်ဖြစ်တဘာဝအတိုင်းတဘာဝတရားကြီးကိုလွန်ဆန်လို့မရပါဘူးဖေဟာဆွဲလို့လည်းမရပါဘူးဘောဘောပယ်လို့လည်းမရပါဘူးဖေဟာဒေါသလည်းဖြစ်လို့မရပါဘူးဖေဟာလောဘလည်းဖြစ်လို့မရပါဘူးဖေဟာသူတဘောသူတဘာဝအတိုင်းဖြစ်တာဆိုတော့တပည့်တော်ကောင်းကောင်းကြီးနားလေပါပြီဖေဟာอืมဟုတ်ပါအဲ့တော့အယုံ6ပါးပဲမှာဆုံးသွားတယ်အယုံ6ပါးမှာဖြည်းဖြည်းပြည့်တဲ့သင်္ခါရတရားတွေပဲမှာဆုံးသွားတယ် ြည်ပြည့်ပြည့်တဲ့တရားတွေဟာအနိစ္စမှာပါဗျာအနိစ္စကသင်္ခါရပဲရှိသေးတယ်လေအဲ့အနိစ္စတရားတွေကဘယ်တော့မှဆုံးဘယ်တော့ဆုံးမှာလဲတိတဲ့အချိန်မှာဆုံးမှာဘာလို့တိပြီးတော့ဘယ်အချိန်မှာဆုံးမှာလဲမမြဲဘူးဆိုတာကိုတိပြီးတော့တဘာဝတရားကြီးပါလားဆိုတာတိအဲ့ဘယ်နည်းကတိပါလဲမမြဲတဲ့သင်္ခါရတရားတွေကဖြစ်ပျက်တယ်မြင်ဖြစ်ပျက်တယ်မဟုတ်ဖြစ်ပျက်တယ်ဘယ်လိုဆုံးသွားတာလဲတဘာဝတရားကြီးပါဘာဘာဝတရားကြီးကဆုံးသွားတာပါဗျာတရားဆိုတာ မြတ်တာချင်းပါဗျာဟုတ်အဲ့တော့ဖြစ်ပျက်တွေကဘာလို့တဘာဝဆိုက်သွားတာလဲဘလို့ဘယ်နေ့ရဆိုက်သွားတာလဲမနေ့ကနှစ်နာရီဝဲရပါဗျာဘလို့လေးရှိပြီးဆိုက်တာလဲဆိုက်ရပါဦးတပည့်တော်အဲ့လိုမျက်လုံးတစ်ဖက်ကမြင်လိုက်တဲ့အချိန်မှာတပည့်တော်ဘာမှမရှိဘူးဆိုတာတပည့်တော်သိသွားပါပြီဗျာအင်းတိရောတော့ဘာလို့ပဲလိုက်လိုက်ဘာမှမရှိဘူးခင်ဗျာအဲ့တော့ဘာမှမရှိတော့ဘာရှိလဲအဲ့တန်ခါတရားတွေဖြစ်အောင်ပြောလောက်တာတပည့်တော်တို့လုံးခက်တာပါခင်ဗျာဖြစ်အောင်တပည့်တော်မဟုတ်ဘူးခင်ဗျာဖြစ်အောင်ပြောလောက်တာလေ တခါတရားတွေဖြစ်အောင်ဘယ်လိုလုပ်တာလဲတနာလုပ်တာပါဗျာဟောတဘာဝဘယ်ဦးတဘာဝလုပ်တာပါဗျာဖြစ်အောင်ဘယ်လိုလုပ်တာတော့တဘာဝလုပ်တာပါအေးလေခုဖြစ်ပြဖြစ်တာဘယ်လိုဖြစ်တာငါလားဖြစ်တာငါမဟုတ်ပါဘူးဗျာဖြစ်တာလေအเจ้าကလေတဘာဝအเจ้าကလေရုပ်ကလေ ယုတ်ကလည်းသဘာဝနာန်ကလည်းနာန်ကလည်းသဘာဝဝေဒနာလည်းဝေဒနာလည်းသဘာဝပါဖြစ်ရလဲဖြစ်တာလဲဖြစ်တာလည်းသဘာဝပါပြက်တာလည်းပြက်တာလည်းသဘာဝပါအဲ့တော့ဘယ်လိုဖြစ်လို့ငါလောက်ရတော့ဘယ်ကငါပါလာအဲ့တော့အဲ့လိုဘယ်နေ့ကမြင်လိုက်တာလဲမနေ့ကမနေ့ကပါဘယ်လိုလေးမြင်လိုက်တာမြင်ပြပါဦး မနေ့ကမြင်တာတပြည့်တော်အဲ့ဒီပထဝီယိုရှူရင်းနဲ့ဩပထဝီပထဝီကမြဲမြဲလားမြဲလားတပြည့်တော်အဲ့လိုမေးပြီးတော့ပထဝီကမဲမြဲလားမာချင်းပျော်ချင်းကမြဲလားတပြည့်တော်အဲ့လိုလှုပ်ချင်းနဲ့အဲ့ဒီမျက်စိတစ်ဖက်ကတွားတာဖေဟာလူကကြံခဲ့တယ်မျက်စိတစ်ဖက်ကတွားတယ်လမ်းကတ္တရာလမ်းဖေဟာကတ္တရာလမ်းအခမဲမဲလीပဲအဲ့ဒီကိုတွားတာတွားတော့မြန်လာမှလीကို အဝေးကိုရောက်သွားတော့အဝိုင်းရှိတဲ့နေရာအဆုံးအထိကိုတပြီးတော့သွားတော့သွားသွားသွားနောက်ကြတော့ချက်စီးလက်သူလက်ကလေးလက်ကလေးဖြစ်ရပြီးတော့ပြီးသွားပြီဗျာလက်ကလေးလက်ကလေးလို့ဖြစ်ပါဖြစ်တယ်ချက်စီးလက်သူလေးဖြစ်သွားတယ်ပြန်လုံးဖြစ်သွားတော့ပြီးသွားတော့ဗျာဘယ်လိုပြီးသွားတော့ပြန်ပြီးတော့လည်းမမြင်တော့ဘူးဗျာရက်သွားတခါတည်းတရားတွေဘယ်လိုသိသွားတော့ဒါအဆုံးအထိဘာမှမရှိဘူးတုံ့ရပါလားဆိုတာတပြီးတော့စိတ်ထဲမှာမြင်သွားတာပါဗျာအင်းအဲ့လိုမြင်သွားတော့ အတိအကျတော့လောကကြီးဘယ်လိုနားလဲသဘောပါလဲလောကကြီးတစ်ခုလုံးလောကကြီးဟာတဘာဝအတိုင်းဖြည့်ပြီးတဘာဝအတိုင်းပြည့်စည်ပြီးတော့တဘာဝတရားကြောင့်ပဲတဘာဝတရားကိုလုံးဝဆွဲလို့မရပယ်လို့မရပါဖရာအဲ့လိုဒီပါတော့ယင်းထဲမှာဘယ်လိုဖြစ်ဘယ်လိုခံစားလိုက်ရလဲယင်းထဲမှာတပည့်တော့ဘာကိုမှလူကျင်ဘာကိုမှလည်းမမဲ့မော်ဘယ်လိုမှလည်းဒီဝေဒနာဆိုတာမထားတော့ပါဘူးဖရာအင်းဟုတ်ပါပြီနော် အဲ့တော့ဒီစိတ်နဲ့တည်ရင်ပဲဒီပင်လေးပုံငေးရှိတဲ့ကြာနိုင်သေးလားမကြာနိုင်ပါဘူးဖေဟာဘယ်သူအာမခံမိမှာလဲတပည့်တော်ကိုယ်တိုင်ပဲအာမခံပါတယ်ဖေဟာဟုတ်ဟုတ်ပါပြီနော်အဲ့တော့တကူတည်မယ်ဆိုရင်ဘယ်စိတ်နဲ့ဘယ်အသည့်နဲ့တည်မှာလဲတည်ပြပါအောင်ဝေဒနာတွေဖောက်ပြန်နေတဲ့တည်မတက်ဖောက်ပြန်နေတဲ့ဝေဒနာတွေဘယ်လိုရှုပြောတည်မှာလဲရှုပြပါအောင်ယုတ်ကလည်းတဘာဝတရားကြီးပါဖေဟာတဘာဝတရားကြီးပါဖေဟာနံကလည်းတဘာဝတရားပါဖေဟာ ဖြစ်လာတဲ့ဝေဒနာကလည်းတဘာဝတရားပါဖျားဖြစ်ချင်းပြက်ချင်းကလည်းတဘာဝတရားပါဖျားမွေးချင်းဖွာချင်းကလည်းတဘာဝတရားပါဖျားသေချင်းကလည်းတဘာဝတရားပါဖျားလို့တပြည့်တော်ရှုပြီးတော့သေပါမယ်ဖျားအဲ့လိုသေးပဲမကြနိုင်ဘူးလားမကြနိုင်ပါဘူးဖေဟုတ်ပြီရင်းနှောင်းကတီးခဲ့တဲ့တရားတွေနဲ့အခုတီးခဲ့တဲ့တရားတွေဘာတွေကွာချမှုရရှိလဲတပည့်တော်အခုအကုန်နားလဲပြီးတော့တုံညပဲဒီအခုဖြစ်ပေါ်နေတဲ့ဒီကိုယ့်ရဲ့ ဒီတဘာဝတရားကြီးဟာတုံညပဲဆိုတော့တပည့်တော်အလုံးဝနားလည်လိုက်ပါပြီဖေဟာอืมဟုတ်ပါပြီအားလုံးသာဓုခေါ်ပြောင်းသာဓုသာဓုသာဓု